ကိုင်းတိုင်းကံဘလူမြို့နယ်အောင်တော်ပြူစောတိရွာကာကဲစကန်ကိုဝင်ရောက်စီးနင်းကြရမှာလက်နက်9လက်နဲ့အစစ်တပ်ပန်း6ရောက်ဖမ်းမိတယ်လို့ကံဘလူခရိုင်ပောက်ခဖအလှရှားရတဲ့ဒုတက်ရင်မှုဘိုးပိုင်ချဲကပြောပါတယ်အော်တိုဘာတရက်မနေ့ည10နာရီဝန်းကျင်မှာထန်းကုန်းနဲ့ဒန်းပင်ကျေးရွာကြားကအောင်တော်ပြူစောတိရွာကင်းစကန်ကိုကံဘလူခရိုင်ပောက်ခဖအလှရှားရတဲ့ကံဘလူခရိုင်အမှတ်3 PDF တရင်နဲ့နေမီခံပောက်ခဖတွေဝင်ရောက်စီးနင်းကြတာလို့ဆိုပါတယ် G3 3လက်ကာပိုင်2လက် ပြောင်းချောနှလက်တင်းစီရရှိခဲ့ပြီးစကောင်စီအဖွဲ့ဝင်၂ယောက်သိဆုံးပြီး၆ယောက်ကိုဖမ်းဆီးခေါ်ဆောင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။အဲ့ဒီပြူစော်တီကာကဲစကန်မှာ၈ယောက်ရှိပြီးအလွဲတကူပဲတင်းပိုင်နိုင်ခဲ့တာလို့ဗိုလ်ပိုင်ချဲကပြောပါတယ်။စီးနင်းမှုမှာတနက်၈လပဲဖောက်ခရပြီးရဲဘော်တွေအားလုံးအထီးခန့်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သူကဆက်ပြောပါတယ်။ပြီးခဲ့တဲ့စက်တင်ဘာ18ရက်ကလည်းကမ်ဘလူးမြို့နယ်ဇီးကုန်းမြို့ရဲစကန်ကိုကမ်ဘလူးခရိုင်ပကဖဦးဆောင်ပြီးရေဦးဒူဝံပကဖနဲ့နေမြေကန်ပကဖတွေစီးနင်းတိုက်ခိုက်ခဲ့ပါတယ်။ အထိစစ်စင်မှာစစ်ကောင်စီအရာရှိအပါအဝင်6ယောက်တိုက်ဆုံးပြီး7ယောက်ဖမ်းမိခဲ့တယ်လို့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကထုတ်ပြန်ထားပါတယ်ရှင်။